ဒီသတင်းလေးကိုသူ့အတွက်ရည်ရွယ်ပြီးတော့ကျွန်တော်တို့သိရေးဆရာတို့ဒေချာလေးအကြောင်းအရာတွေပြောပြီးအပ်ပြီးတော့လုပ်ပေးဖြစ်တာပါရေးဆက်ဖြစ်တဲ့အကြောင်းအရာတော့ကျွန်တော်တို့ဒီ Destino မှာကျွန်တော်နဲ့အတူတူပေါ့နော် ID ဘိုင်းကို admin လုပ်ပေးနေတယ်ကိုအောင်ပိုင်ပေါ့သူကလည်းအဆိုတော်တယောက်ပဲ AP အနေနဲ့ကျွန်တော်ကိုပြမန်းကိုအခု Destino ရဲ့ level artist အနေနဲ့ပေါ့နော်လုပ်ပေးပါပေါ့နော်လုပ်ချင်တယ်လားပြီးတော့ပြောတဲ့အခါကျတော့ကျွန်တော်ကအာအရင်ကပြမန်းကိုသိလည်းမသိဘူးမြင်လည်းမမြင်ဘူးပေါ့နော် ကျွန်တော်ဖြောပြေးရေးသွားဆိုတဲ့ခါတော့အဲ့တော့လေသူကကျွန်တော်ဒန်စာပေါ်ဖော်မန့်တွေနဲ့ပံပိုးခဲ့တဲ့အညီငယ်လေးတယောက်ဖြစ်နေတဲ့ခါကြတော့ဒီအချိန်မှာလူငယ်လေးတွေကိုကျွန်တော်ကလက်ဆင့်ကမ်းပြီးတော့လူပြည်လောကမှာကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ပေါ့နော် support လုပ်ပေးခြင်းနဲ့ဒါစားအလုပ်တွေနဲ့အလုပ်တွေရမ်းများနေဒါပေမဲ့ဒီနေ့တော့ပြီးမှအတွက်ဒီဒီဇိုင်းလေးရအောင်ရိုက်မယ်ဆိုပြီးတော့ schedule တွေအကုန်လုံးဖယ်ပြီးရအောင်ရိုက်ပေးထားတာအဲ့တော့ ကိုကိုတိုင်းတော်မှကိုတခြင်းကိုမရိုက်ဖြစ်တာကျွန်တော်နှင်းနဲ့ချီနေမထွက်နိုင်ဘူးပေါ့နော်အိုးတဲ့အိုးကောင်းမတုံးပါဆိုလို့ဆိုရယ်ကိုရဲ့ဒါညီလေးညီမလေးအတွက်ဆိုရင်တော့ကိုကပေးဆက်သူပေါ့ဒီနေ့စုတရာကျွန်တော်တို့ Destiny Entertainment ရေပေါ့နော်ဒါစင်တင်အစိုးတော်လေးဖြစ်တဲ့ပြီးမှန်းဟောပေါ့နော်ကျွန်တော်ကိုတိုင်း writer လို့ producer လို့ပြီးတော့ရိုက်ကူးပေးတဲ့ MV shooting ဖြစ်ပါတယ်ဟုတ်အရှင်းလေးနဲ့မရ left front ပါခင်ဗျဟုတ်တယ်ဒီစားပြစ်နေတာသူကသူ့ကိုပြစ်နေတာအဲ့တော့သူ့ကိုမိတ်ဆက်ပေးလိုက်ပါဦးညီမလေးဟုတ်ကဲ့အားလုံးမင်္ဂလာပါညီမတို့ကိုပကြီးဖြစ်ပါရဲ့ရှင် ဒီဆင်းလေးရွေးဖြစ်တာအရင်တော့ကလေပြီးမှကျွန်တော်တို့ Destino နဲ့မတွေ့ခင်သူကသူလက်တချင်းလေးကိုလှုပ်ခိုးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်နဲ့တကယ်တမ်းလက်တွဲဖြစ်တဲ့အခါကျတော့သူ့ R&B ပုံစံလေးတွေနဲ့ဒီလို K-pop style မျိုးလေးပေါ့နော်ကပြီးတော့ solo ရတဲ့ဟာမျိုးလေးထုတ်ပေးစေခြင်းနဲ့အရင်လေသူကဒါ dancer အနေနဲ့ပေါ့နော်အများကြီးအဲ performance တွေလုပ်ခဲ့ဖူးတဲ့လူတယောက်ဖြစ်တဲ့အခါသူ့အတွက်အကမစိမ့်ဘူးပေါ့မစိမ့်တဲ့အခါကျတော့ ငယ်လဲငယ်တဲ့လူတွေအတွက်ဆိုလို့ရှိရင် show ပွဲတွေမှာလည်းမူအပြည့်နဲ့ဆိုလို့ရဖို့အတွက်ဒီလိုမျိုး R&B K-pop style တွေသွားမယ်ဆိုပြီးတော့ကျွန်တော်တို့တိုင်ပင်ပြီးတော့ပေါ့နော်လှုပ်ဖြစ်သွားတယ်အဲဒီတဲ့စင်းလေးကို သူ့အတွက်ရည်ရွယ်ပြီးတော့ကျွန်တော်သေးဆရာကိုသေချာလေးအကြောင်းအရာတွေပြောပြီးအပ်ပြီးတော့လုပ်ပေးဖြစ်တာပါအဲဆိုလိုက်တဲ့အခါမှာလည်းအားရချင်တယ်မှုရှိတယ်ပြီးမှမနေ့ကောဒီသတင်းကိုအဲစပြီးတော့ဖန်တီးဖြစ်တဲ့အချိန်တည်းအတွေ့အကြုံကိုဘယ်လိုမျိုးခံစားခဲ့ပြပြလိုက်ပါဦးဟုတ်ဒီသတင်းလေးစပြီးဖန်တီးတဲ့အခါမှာအရန်ကိုကျွန်တော်နဲ့လိုက်ပြပြောပေါ့နော်ကျွန်တော်အတန်နဲ့ကျွန်တော်ဒီအကကားတက်တဲ့အခါမှာဒီအကနဲ့တွေ့ဖက်မယ်ဆိုလို့ရှိရင်အရန်ကိုမိုက်မှာပဲဆိုတော့ ဖီလင်းလေးပေါ့နော်ယုံကြည်ခြင်းလေးရခဲ့ပေါ့နော်ဒီအကိုတို့ကနေပြီးတော့လေဒီတခြင်းလေးကိုဆိုဖို့အတွက်ကိုအာတေချာလေးကိုလုတ်ပေးထားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကလည်းအာကျွန်တော်ဘက်ကနေပြီးတော့အကအာရောဒီဆိုတဲ့အပိုင်းရောတေချာလေးကိုအားထည့်ပြီးတော့ကြိုးစားထားပါတယ်ခင်ဗျဟုတ်ကဲ့အဲအဲ့တော့လေအရန်ကို ပြောပါတယ်ဒီ Destiny တို့ Internet မြတ်ကကျွန်တော်ဒီပထမဆုံးကာဘာဆောင်းလေးလုတ်တော့ ီ Destiny တို့ entertainment နဲ့တွဲပြီးတော့တခြင်းလေးတွေလုပ်တယ်ပေါ့နော်အဲဒီခါမှာအဲ့မာကရဆပြီးတော့တီးခဲ့တာပေါ့နောက်ကျတော့ဒီကျွန်တော်တို့ဒီရန်ကုန်မှာလည်းကျွန်တော်ကဒီရွှေချိုလည်းပြန်ပြီးပြီဆိုတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ Destiny တို့ entertainment နဲ့အာပထမဆုံးလက်တွဲမှုအတွက်ကိုအာကန့်လန့်ခဲ့ပေါ့နော်အကုန်နဲ့အတူတူအာစာချုပ်လေးချုပ်ပြီးတော့ဒီအမှုပညာလှူရှားမှုတွေကိုအာအခုအထိဆက်လက်လုပ်နေရပါပြဟုတ် ရေးဆက်ဖြစ်တဲ့အကြောင်းအရတော့ကျွန်တော်တို့ဒီ Destino မှာကျွန်တော်နဲ့အတူတူပေါ့နော် ID ဘိုင်းကို admin လုပ်ပေးနေတယ်ကိုအောင်ပိုင်ပေါ့သူကလည်းအဆိုတော်တယောက်ပဲ AP အနေနဲ့ကျွန်တော်ကိုပြမန်းကိုအခု Destino ရဲ့ level artist အနေနဲ့ပေါ့နော်လုပ်ပေးပါပေါ့နော်လုပ်ချင်တယ်လားပြီးတော့ပြောတဲ့အခါကျတော့ကျွန်တော်ကအာအရင်ကပြမန်းကိုသိလည်းမသိဘူးမြင်လည်းမမြင်ဘူးပေါ့နော် AP နဲ့သူနဲ့ပဲပူပေါင်းပြီးတော့အဲ့တော့ အဲရွှေရုပ်ကလေးကောက်ရရတယ်ဆိုတော့သချင်းလေးကိုသူတို့လာဖြန့်ထားတာပဲရှိရဲဆိုတော့နောက်တော့မှအဲဒီကလေးကသူရွှေကြိုမှာလည်းဝင်ကြိုင်ထားခဲ့တယ်ပေါ့နော်ပြီးတော့သူ့ရဲ့ဒီ history ကိုလာပြတော့ဩသိရဲပေါ့အဲ့ချိန်မှာနောက်ထပ်ဆက်ဆက်ပြီးတော့စကားပြောကြည့်လို့အရင်ကျွန်တော်မန္တလေးမှာကျွန်တော်ဖြောပြေးသွားဆိုတဲ့ခါတော့အဲ့တော့လည်းသူကကျွန်တော် dancer performance တွေနဲ့ပံ့ပိုးခဲ့တဲ့ အညီငယ်လေးတယောက်ဖြစ်နေတဲ့အခါကျတော့ဒီအချိန်မှာလူငယ်လေးတွေကိုကျွန်တော်ကလက်ဆင့်ကမ်းပြီးတော့လူပြည်လောကမှာကိုတက်နိုင်တဲ့ဘက်ကနေပြီးရောပေါ့နော် support လုပ်ပေးခြင်းနဲ့ဒီမလေးဆိုလို့ရှိရင်လည်းဒီလိုပဲသူ့မမီကကျွန်တော်ရဲ့မိတ်ဆွေပဲအဲသူ့သမီးလေးအခုအရွယ်ရောက်လာပြီဆိုပြီးတော့ကိုဂျိုလင်စီမလေးတန်းတန်းဆင်းပြီးပြီဆိုတဲ့အခါမှာကျွန်တော်ရဲ့တူလေးဝယ်ရင်စူလေးမှာတက်ပုံလာရိုက်တယ်။လာရိုက်ပြီးတော့ အဲသူမိမိကကျွန်တော်အပ်တယ်တမီးလေးကိုအကိုရဲ့အဲလိုအပ်တာရှိရင်ခေါ်ပါသုံးပါလို့ပြောထားတယ်အဲ့လည်းဟိုတလောကသူ့ကိုမစ်ဆူပရာနေရှင်နယ်ရန်ကုန်တောင်ပိုင်းခရိုင်ကိုစားပြုပွဲမှာဝင်ကြိုင်သူစုရခဲ့ပေါ့နော်မစ်ရခဲ့တယ်အဲ့နဲ့ဒီနေ့ shooting လေးမှာလည်းဘိုးပကြီးပီမန်းနဲ့ MTV လာရိုက်ပေါ့နော်ဘာပဲဖြစ်သူတို့ညနာလေးတည်းကကလေးတွေကလိုက်ဖက်တယ်လေနော်အဲ့အတွက်ဒီဟာလေးကိုသူတို့ညအောင်တွဲပြီးရိုက်ပေးထားတယ်ဒါလည်းအဲကျွန်တော်အ မိတ်ဆွေရဲ့တမီးဖြစ်တဲ့ခါကျတော့ကိုတူမလိုပဲပေါ့နော်အဲ့တော့သူ့ကိုလည်းလူပညာလမ်းကြောင်းမှာကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ support လုပ်ပေးခြင်းနဲ့အဲ့ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ကတော့လူငယ်တွေအတွက်ကိုတက်နိုင်တဲ့ဘက်နေကူညီပေးတာပါဟုတ်ဟုတ်ဒီ MTV နဲ့ပတ်သက်ပြီးတော့ဒါညီမပထမအုပ်ဆုံးဂျန်ဂျိုက်ဖို့အတွက်ကန့်လန့်ခံရတာပေါ့နော်အဲ့တော့အရန်လေးစိတ်စိတ်လှုပ်ရှားတယ်ပြီးတော့အကူဘီမန်းနဲ့ကဟိုမှာဒီ Miss Supranational မှာဒါပထမဦးဆုံးစုံပြတာပေါ့နော်အဲ့ချိန်မှာတည်းက အကိုလုတ်လာတဲ့ performance နေဆိုသွားတာတွေကိုအရန်သဘောကျတယ်ပြီးတော့ညီမနေနေလေးပြ K-pop တွေကိုဝန္နာပါရလို့ဆိုတာလေအမှအရန်မိုက်တယ်ဆိုပြီးကြည်နေတယ်အခုလိုကန့်လက်ခံရတဲ့အတွက်လည်းအရန်ဝမ်းသာမိပါတယ်ကြည်ဒီနေ့ရိုက်တော့အတွေ့အကြုံဘယ်လိုမျိုးဖြစ်လဲပြောနည်းနည်းတော့ရင်ခုန်တာပဲဒါပေမဲ့ပျော်လဲပျော်ရဲရင်လဲခုန်တယ်အဲ့ဒါကြောင့်အကောင်းဆုံးကြိုးစားတော့မှာပါအားရပါတယ်ဒီအကိုရဲ့စင်စင်မှုညွန်ချမှုတွေနဲ့အတူတူအာတေချာလေးလောက်ပြီးတော့ ဒီချာလေးအားဆိုင်ပြီးတော့အကာပိုင်းကောဒီဆိုတဲ့ပိုင်းရောအများကြီးအားဆိုင်ပြီးလုပ်ထားရအားလဲအားရပါခင်ဗျာဟုတ်အမှန်ဆိုရင်လေကျွန်တော်ကလေအရင်တုန်းကကိုကိုတိုင်အစိုးရမလုပ်ခင်ရောကိုကိုတိုင်တစင်းဆိုတဲ့အခါမှာရောကိုတချင်းနေရောသူများတချင်းတို့ဒရိုက်တာဖြစ်လုပ်ပြီးခဲ့တာပေါ့နော်ဒါပေမဲ့ဒီဘက်ဒီကိုဗစ်နောက်ပိုင်းလဲရောက်လာရောစိတ်ဖိစီးမှုတွေအများများတဲ့ခါကျတော့ကိုယ်တချင်းတော့ကိုဒရိုက်တာမလုပ်ချင်တော့ဘောနော်ကျွန်တော်ဆိုတဲ့တချင်းတွေတခြားလူကိုပဲဒရိုက်တာဖြစ်အပ်ပြီးတော့ production အကုန်လုံးလုပ်ခိုင်းနေရှိတယ်အဲ့တော့ အဓိကပါလဲဆိုအရွယ်တစ်ခုမှာစိတ်ဖီစင်းမှုတွေကိုကြုံတွေ့ရခါမှာအဲ့အရာတွေအကုန်လုံးမလုတ်ချင်တော့ကိုက artist အနေနဲ့တခြင်းဆိုရင်ဆိုတဲ့ဘက်မှာ focus ထားခြင်းတယ်ပေါ့နော်အဲ့အတွက် director မလုတ်ဖြစ်တာကြာပြီအဲကျွန်တော်နဲ့ပြီမန်းနဲ့ဆက်ပြီးတော့သူ့ကိုထုတ်ပေးတဲ့တခြင်းမျက်လုံးလေးကိုအချိန်သေးပါဆိုတဲ့တခြင်းဆိုလို့ရှိရင်တစံမတိုင်ငင်းရရိုက်တယ်အဲ့တုန်းကလည်းအဲသူ့ကိုကျွန်တော် director မလုတ်ပေးခဲ့ဘူးပေါ့နော်အဲဒီ destiny ကဒီနောက်ထပ် AP ပေါ့เนาะဒီဆိုတော့ AP ကနေပြီးတော့သူ့ကိုစီစဉ်ပြီးတော့အကောင်လုံးရိုက်ပေးခဲ့ဒါပေမဲ့ပြန်ကြည့်ရခါမှာလေဒါလေးဆိုရင်တော့ဒီလိုလေးလှုပ်ပေးပြီးပို့ပြီးတော့မိုက်သွားမှာဆိုပြီးတော့ကိုကအားလုံးသိနေတယ်တွေးကြုံနေအများကြီးရှိပြီးသားလူဆိုတော့လေအော်လို့ကိုမပါလိုက်ရတဲ့အချိန်မှာပြီးသွားတဲ့တခြင်းတပုတ်ပေါ်မှာနည်းနည်းလေးအားမရတဲ့အပိုင်းလေးတွေ့ရတယ်ဒီထက်ပိုကောင်းအောင်လုပ်လို့ရတာနဲ့မကောင်းဟိုမလုပ်ခဲ့ရတဲ့ဟာတွေတွေ့တော့နောက်တစ်ခေါက်ကြာလို့ရှိရင်အကိုကိုတိုင်ရိုက်ပေးမယ်လို့အဲ့တရားသူ့ကိုပြောခဲ့တာပေါ့နော်အဲဒီအချိန်မှာအဲကျွန်တော် တခြားအလုပ်တွေနဲ့အလုပ်တွေရမ်းများနေဒါပေမဲ့ဒီနေ့တော့ဗီမန်အတွက်ဒီတဆင်းလေးရအောင်ရိုက်မယ်ဆိုပြီးတော့ schedule တွေအကုန်လုံးဖယ်ပြီးရအောင်ရိုက်ပေးထားတာအဲ့တော့ကိုကိုတိုင်းတော်မှကိုတချင်းကိုမရိုက်ဖြစ်တာကျွန်တော်နှင်းနဲ့ချီနေမထွက်နိုင်ဘူးပေါ့နော်အိုးတဲ့အိုးကောင်းမတုံးပါဆိုလို့ဆိုရဲကိုရဲ့ဒါညီလေးညီမတွေအတွက်ဆိုရင်တော့ကိုကပေးဆက်သူပေါ့အကောင်းဆုံးစူးစမ်းပေးတယ်ဒီနေ့ဆိုလို့ရှိရင်လည်းတကယ်ကို lighting in အား crew in အားအများကြီးနဲ့ကျွန်တော်တို့ဒီစားရိုက်ထားပေးတယ်ပေါ့နော်ကင်မရာအကောင်းစားတုံးထားတယ် စီနီမတ်တက်လမ်းတွေသုံးပြီးရိုက်ထားတဲ့အတွက်ကြောင့်ရုပ်ထွက်ကတဲ့အမိုက်စား quality ဖြစ်အောင်တခြားလေးရိုက်ပေးထားတယ်။ထွက်လာလို့ရှိရင်ပရိသတ်တွေတော်တော်လေးကိုနှစ်သက်အားရမယ်သိဆက်မှုလေးဖြစ်မယ်လို့ယုံကြည်ပါတယ်။အားပေးကြပါအောင်လည်းပြောချင်ပါတယ်ဟုတ်။